မင်္ဂလာပါရှင်ဒီကနေ့မှာတော့ထွေရပောက်ရကန်းစင်တောင်းဆရာတော်ကြီးရဲ့အစွမ်းထက်ပတိစိတ်ကြီးရဲ့ထူချာစံကျ PM ကြောင်းကိုခုနှစ်ရသားသမီးများကောင်းကျိုးချမ်းသာအတွက်မူရင်းရတာချက်တိုင်းပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်ရကန်းစင်တောင်းဆရာတော်ပတိစိတ်မြမကန္နာယီလောကီပညာနယ်ပယ်တွင်ကမ္မီယာသိပ္ပံတန်၌ထင်ရှားသောဆရာတော်နှင့် ပုဂ္ဂိုလ်သူများအနေရကန်းစင်တောင်ဆရာတော်သည်တပားပါဝင်ဖြစ်၏ကျွန်ုပ်သည်ရကန်းစင်တောင်ဆရာတော်ဖရာကြီးအကြောင်းကိုစိတ်ပါဝင်စားမိ၍လောကီပညာလေ့လာလိုက်စားသူများထံမှလက်လန်းမိသည်၍လေ့လာစုံစမ်းကြည့်မိသည်ကျွန်ုပ်လေ့လာစုံစမ်း၍ရရှိသော ရကန်းစင်တောင်ဆရာတော်ဖရာကြီးနှင့်ပတ်သက်သောအကြောင်းအရာတို့တွင် ဆရာတော်ဘုရားကြီးချီးမြှင့်တော်မူခဲ့သောအစွမ်းထမြက်သည့်ပတိစိတ်နှင့်အစွမ်းထမြက်ပုံတို့ပါရှိနေ၍အောက်တွင်ရေးသားဖော်ပြအပ်ပါသည်ထူခြားသောပတိစိတ်ရကန်းစင်အောင်ဆရာတော်ကြီးဥက္ကွန်းထံတွင်ဆရာကြွားဆိုသောတပည့်တဦးရှိသည်ဆရာကြွားသည်ဘဝပါရမီပဋ္ဌာန်းဆက်ရှိသည်ကိုဆရာကြီးဥကုန်းကသိရှိ၍ထူးခြားပြီးအစွမ်းထမြက်သောပတိစိတ်ကိုချီးမြှင့်ခဲ့သည်ဆို၏ တနေ့တာ၌ဆရာကြီးဦးကွန်းကတပည့်ဖြစ်သူဆရာကျော်အားခေါ်လို့ရေငါတပည့်မင်းကိုတော့ဗတိစိတ်ပဲငါပေးခဲ့မယ်ငါပေးမဲ့ဗတိစိတ်ကအမဲရလဲလွယ်တယ်အစိတ်ရလဲလွယ်တယ်တခုပဲရှိတယ်နေ့စဉ်အချိန်မမှန်နေရာမမှန်မပြဲမကွက်စိတ်တော်ဖို့ပဲအရေးကြီးတယ်ဗတိစိတ်ကအရဟံဘုဒ္ဓောပဲအသက်ရှူတဲ့ဝင်လေကို ရှူဆိုင်တဲ့အခါမှာအရဟံလို့ကိုယ်စိတ်ထဲကဆို ထွက်လေကိုထုတ်တဲ့အခါမှာဘုဒ္ဓောလို့ကိုစိတ်ထဲကဆိုပြီးပဒီတလုံးကိုချပြီးနေ့စဉ်နေရာမှန်မှာအချိန်မှန်ပဒီပြည့်အောင်စိတ်ဆယ်လာပြည့်ထူးခြားတဲ့တိတ်တီတကူတွေရလာလိမ့်မယ်ဟူ၍မင်းဆိုခဲ့ပါသည်ဆရာကျွားကလည်းဆရာကြီးဦးကိုမိတ်မာသည့်အတိုင်းအရဟံဘုဒ္ဓောပဒီစိတ်ကို နေ့စဉ်နေရာမှန်အချိန်မှန်မှန်တွေ တနေ့လင်ကိုပတ်ပြောင်းစေခဲ့ပြီးဆယ်လားပြည့်လေတော့ထူးခြားစံကျဲအအောပွဲကောင်းသောတိတ်ထီများဖြစ်ပေါ်လာသည်ဆို၏ထိုတပည့်ဆရာကြွားသည် ရကဲစင်တော်ဆရာကြီးဦးကွန်းထံမှကန္နာယီလောကီပညာများကိုရရှိသောပုဂ္ဂိုလ်များအနက်တဦးဖြစ်သည်ဟုဆို၏ဆရာကြွား၏ပညာဆွမ်းပြဆရာကြွားသည် ဆွေမျိုးမိတ္တဟင်္ကာတို့အားမိတိနေရတွင်လူဒန်းကျွေးမွေးလူသည်ဟုဖိတ်ကြားထားကကြီးရွာထုံးစံတွင်မန်တက်များထူထား၏ထူစဉ်ခါကမန်တက်ထဲတွင် ကျွေးမွေးစရာဟု၍ဘာမှမရှိ ပုတ်ခေါ်စပားထဲသောပုတ်ကြီးများကိုသာအတန်းလိုက်စီထားသည်ကိုတွေ့ကြရ၏တချိန်ကတရွေ့ရွဖြင့်ကုန်လွန်လာခဲ့သည်ယနေ့ပိုင်းသို့ရောက်ရှိလာသည် ကျွေးမွေးရမည့်အချိန်ပိုင်းတို့ရောက်လာသည့်အခါအရက်ကမခံမရနိုင်သဖြင့်ဟဲ့မောင်ကြွားမိဥ္စာမန္တကနွားထိုးလူတန်းကျွေးမွေးမယ်ဆိုပြီးပုတ်ကလွဲလို့ဘာမှလည်းမရှိပါလားမိယူတာကလည်းကိစ္စမရှိဘူးရွာတစ်ကြီးရွာဆိုတာမသေးဘူးအာလုံးနမယ်ပြက်ကုန်ပဲဟူ၍အာလုံးကဝိုင်း၍ပြောဆိုချာ၏ထိုအခါဆရာကြွားကတုတ်တချောင်းကိုကင်ပြီးဟုတ်လို့ကြော် ပုတ်လို့ပေါ်တဲ့ဆိုပြီးပုတ်တွေကိုတုတ်ဖြစ်ရိုက်လိုက်ပြီးလူရန်ကျိုးမွေးစရာများကိုလူလေသေးမရှိအောင်အခြားသောရွာများမှလှည့်များဖြင့်မန်းတပ်ပြည်လူနီတင်ဆောင်ယူလာကြသည်ကိုတွေ့ရသဖြင့်ရွာခံလူများကအံ့ဩနေကြသောကိုကြားသိရပူ၏ထူချဆန်းကျဲလောကီပညာနှင့်ဤတိရမထူချဆန်းကျဲသောဂန္ဓာယီလောကီပညာရက်များကို ဖန်တီးနိုင်သည့်ရကန်းစင်တော်ဆရာကြီးဦးကို၏တပည့်များကိုယ်တိုင်ဤမြထူးခြားစွာပညာစွမ်းပြနိုင်လေဆရာကြီးဦးကုန်းကိုယ်တိုင်တော်ကမြေမြအထီရောက်မည်ကိုစဉ်းစားစရာပင်ရကန်းစင်တော်ဆရာတော်ကြီးဦးဩဘာသာအမိခံဆရာကြီးဦးကုန်းသည်အစွမ်းထက်မြက်သောဗတိစိတ်မီပေါင်းများစွာကိုပါရမီရှိ၍ကျင့်ကြံအားထုတ်လိုသူများအတွက်ထားခဲ့သည်ဟုသိရ၏ရကန်းစင်တော်ဆရာတော်ဤ အစွမ်းထက်မြက်သောဗတိစိတ်တစ်ခုမှာတိတိဘဂဝါအရဟံဘုဒ္ဓောမေတတပါကယံဘုဒ္ဓံတရဏံကိသာမိတိတိဘဂဝါအရဟံဓမ္မောမေတတပါကယံဓမ္မံတရဏံကိသာမိတိတိဘဂဝါအရဟံတန်ခောမေတကပါကယံတန်ခံတရဏံကိသာမိပတိတလုံးချမေစီမပြတ်မကွက်ပတိကိုပတ်ရအောင်စိတ် မမီလိုအပ်သောကိစ္စအဝဝ PC အမြင်နိုင်ပါသည်။ရှင်းပရိစိတ်တိမတိသူကြောသောတိသူဖော်စားသည့်သဘောမျိုးဖြစ်၏။ရကန်းစင်အောင်ဆရာကြီးဦးကွန်းသည်ထွက်ရလန်းသို့ဉာဏ်သွားပြီးတည်တိုင်အောင်ယခုထက်တိုင် လူအများ၏ကိုးကွယ်စိတ်ကဲ့ခြင်းကိုခံနေရစေဖြစ်ပေသည်တည်း။မိတ်ဆွေတို့နေနဲ့ ဘူဒီရယာလောကီပညာဘဟုတ္တတွေကိုစိုက်နေတတ်တယ်ဆိုရင်ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာဆင်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။